။ Nation League အောင်ပွဲကနေ2026ကမ္ဘာပလာကိုပါအရယူသွားမယ်အစီအကြီးရနေတို့။ပရိသတ်များလုံးဝမိင်္ဂလာများတနာအိုင်မတ်ကွန်ရှီကွန်အေဂျင့်ကနေပြန်လည်ကြိုလိုက်ပါရင်ခရစ်စတီယာနိုရိုနယ်ဒိုရဲ့ဆေးရထက်သန်မှုတွေကမကုန်ဆုံးသေးဘူး။သူ့ရဲ့ထက်ထလဲလဲအောင်မြင်မှုတွေကသူ့ကိုအားယူခြင်းကနေရပ်တန့်နေစေတယ်။သူ့ပိုင်ဆိုင်ထားတဲ့အောင်မြင်မှုတွေကရယ်ဒိုအတွက်မလုံလောက်သေးဘူး။ရယ်ဒိုနောက်ထပ်နောက်ထပ်သောစီယူထောဘက်အောင်မြင်မှုတွေကိုအရယူဖို့ရတာဆူနေတော့ပါမယ်။2024ရိုးမှာပေါ်တူဂီကွာတာဖိုင်နယ်ဆင်းနေပြုတ်တော့ရယ်ဒိုအင်မတန်စိတ်ထိခိုက်ခဲ့တယ်။ ကောင်းကင်ကမောကြည်မြေမျက်နှာမသားများနဲ့လက်တစ်ဖက်ကိုစမ်းထုတ်လိုက်ပုံကသူ့ရဲ့စိတ်ထဲဘာတွေတွင်းနေလဲဆိုတာသိသားစီပါရင်ကျွန်တော်ဒီလောက်စူးစမ်းခဲ့တာတော့ရလောင်တေးဘူးလားလို့ဘုရားသခင်ကိုမေးခွန်းထုတ်လိုက်တယ်လို့ပါပဲ Red Door ဒီလိုပဲအောင်မြင်မှုတွေရဖို့အမြဲတမ်းသူများအထက်ပို့စူးစမ်းခဲ့ရတယ် Red Door ရဲ့နေရာစင်နာကကပြီးဆုံးသွားပြီလို့ထင်ခဲ့ရတာပေါ့ဒါပေမဲ့ Red Door အခုဆိုရင်အကောင်းဆုံးပုံစံနဲ့ပြန်လာခဲ့ပြီဖြစ်တယ်လို့ Nation League Champion အဖြစ်နဲ့ပါအောင်ပွဲခံလာနိုင်ခဲ့ပြီဖြစ်ပါရင်ဒါအသင်းလိုက်စူးစမ်းမှုအားကောင်းမှုရဲ့ပြရုပ်တစ်ခုဖြစ်တယ်လို့ Ronaldo ရဲ့အရေးပါပုံကိုလည်းထင်ထင်ရှားရှားမြင်လာရတာဖြစ်ပါရင် နဗျိုတန်နာနအိုပောင်ချိုးဆိုလို့အကောင်းဆုံးပုံစံကိုပြသလိုက်တာဖြစ်ပြီးတော့သူဟာအကောင်းဆုံးထာဝရအကောင်းဆုံးတန်းဝင်အစားသမားဖြစ်နေရတယ်ဆိုတာကိုမြင်တွေ့စေတာဖြစ်ပါတယ်။ပေါ်တူဂီကရယ်ဒိုနဲ့တူနောက်ထပ်ဖလားလုံရခဲ့တာတော့ပါ။ဒါဟာပေါ်တူဂီအတွက်တော့အင်မတန်ကုန်းစရာပါပဲ။လူကြီးဆယ်သမက်ရှိတဲ့ပေါ်တူဂီဟာဥရောပမှာအလဲလက်နိုင်ငံတစ်နိုင်ငံမှာဘောလုံးမှာလည်းရယ်ဒိုမပေါ်ထွန်းခင်တုန်းကအဓိကပြိုင်ပွဲတွေမှာဘုံဆွဲနိုင်ခဲ့မှုဖြစ်ပါတယ်။ရယ်ဒိုပေါ်ထွန်းလာခဲ့ပြီးတဲ့နောက်မှာတော့ပေါ်တူဂီဟာယူတစ်ချိန်နေရှင်းလေးနှစ်ချိန်တို့ကိုဘုံဆွဲထားနိုင်ပြီဖြစ်ပြီးတော့ကမ္ဘာလားပြိုင်ပွဲမှာလည်းအချိန်တိုင်းဝင်ရောက်ရှင်ပြိုင်ထားနိုင်တာဖြစ်ပါတယ်။ရယ်ဒိုကတော့အသက်၄၀တန်းနေပြီဖြစ်ပေမဲ့သူ့ရဲ့ ပေါ်တူဂီအတွက်ဘေးဆက်ကစားလို့ဈေးကတော့ကြီးမားမြင့်မြတ်နေစေပဲဖြစ်ပါရင် Brandon ရဲ့ Nation League မှတ်တမ်းကိုလည်းကြည့်ပါဦး။သူကရှီကိုတီသွင်းနိုင်ခဲ့ပြီးတော့လူငယ်ချင်းတဲ့ကစားမအများပြားကိုကျော်ဖြတ်ကကိုသွင်းမြင့်စုကိုထပ်ထိုက်တဲ့နယ်ကမ်းမြောင်းနိုင်ခဲ့တာပါ။ဒါ့အပြင် Semi Final နဲ့ Final တို့မှာလည်းအရေးပါတဲ့အဆုံးဖြတ်သွင်းကိုတွေသွင်းမိခဲ့သေးတာဖြစ်ပါရင်ဒီရောက်မဲကနေအသင်းစီလုံးမှုကိုပုံမခိုင်မလာမယ်ဆိုတာကတော့အသေးချာပါပဲ။လက်ရှိလူစင်းနဲ့2026ကွာပလာအတွက်ဒီကမ္ဘာတော့ပေါ်တူဂီတကယ်အစင်သိဖြစ်တဲ့အခြေအနေကိုရောက်ရှိနေခဲ့ပါပြီ။ Red ကိုအားပေးခဲ့တဲ့တရန်တစ်လျှောက်ကွာပလာပြိုင်ပွဲဝင်တိုင်း ပေါ်တူဂီအသင်းပေါ်ယုံကြည်မှုမရှိခဲ့ပါဘူးအားနည်းနေသလိုခန်းစားနေရတာပါဒါပေမဲ့ဒီတစ်ခါတော့ခန်းစားချက်အရန်ကောင်းပါတယ်ဖလားရလို့မရမဟုတ်ပါဘူးအသင်းရှိနေရာဆုံးမှာကစားမရရဲ့ရည်သွေးတွေကတကယ်ကိုအားကိုးချင်စရာကောင်းလာလို့ပဲဖြစ်ပါတယ်2026ကမ္ဘာလားပြိုင်ပွဲကြီးလွန်အပ်နေတဲ့ကစားမကရနယ်တို့ပါကမ္ဘာဖလားလို့ကြီးကျယ်ခန်းနာပါတယ်ဆိုတဲ့စိတ်စိတ်ကရယ်လိုလိုကစားမမျိုးတွေမပိုင်ဆိုင်နိုင်ခဲ့ဘူးဆိုရင်ဒါဟာပြိုင်ပွဲသမိုင်းမှာအမြဲတကုခုလုံနေတော့မှာဖြစ်ပါတယ် ရန်ဒိုနာကွာပလာကိုလိုနာထက်ကွာပလာကရန်ဒိုကိုပုံမလိုအပ်ပါပါရန်ဒိုဟာကွာပလာရထားတဲ့ဘယ်ကစားမအထက်မဆိုပုံမကြောကြလူချိုင်များတဲ့ကစားမဖြစ်ပါရင်ဘာလို့သမားရဲ့ထာဝရအကြီးကျယ်ခံနာဆုံးကစားမဖြစ်လာဖို့အတွက်ကွာပလာမလိုအပ်တဲ့တူးတဲသောကစားသမားကရန်ဒိုပါပဲ2026ကွာပလာကိုရန်ဒိုဝင်ရောက်ကစားခဲ့ရင်ပေါ်တူဂီအတွက်တစ်ထပ်တအားဖြစ်နေမှာဖြစ်ပါရင်အကယ်၍2026ကွာပလာကိုသာရန်ဒိုရသွားခဲ့ရင်သူကဘယ်ကစားသမားအလိုက်မမီတဲ့ဂုဏ်စစ်စစ်ကြီးဖြစ်နေတော့မှာပါကွာလာလိုမျိုးကြီးကျယ်ခံနာပါတယ်ဆိုတဲ့ဆုတိတ်ကရန်ဒိုလိုကစားမမျိုးကိုမပိုင်ဆိုင်ခဲ့ဘူးဆိုရင်တော့ဒါတခုခုလုံနေတော့မှာဖြစ်ပါရင်ရန်ဒိုကကွာပလာကိုလိုတာထက်ကွာပလာကရန်ဒိုကိုပုံမလိုအပ်မှာ ဖြစ်ပါရင်ရန်လိုဟာကွာပလာရတဲ့ဘဲကစားမအထက်မဆိုပုံမိုကြော်ကြလုံချိုင်များတဲ့ကစားမဖြစ်ပါရင်ဟုတ်ကဲ့များဗီဒီယိုလေးကလောက်ပါမယ်နောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးတော့ဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ